နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီနှစ်ပေါင်းမြောက်များစွာကိုယ်နဲ့ထိတွေ့ဆက်ဆံကုသပေးတဲ့လူနာတွေတဲမှာလူနာတွေနဲ့လူနာရဲ့မိသားစုအတိုင်းဝိုင်းမှာအဆွဲကြီးဆွဲနေတဲ့လွဲမနေတဲ့အယူဆတွေကလည်းပဲယောဂတခုကိုကုသတဲ့နေရာမှာအလွန်တရာမှဒါပေရီယာပေါ့လေ နှောက်ရက်ဒါစီဖြစ်ပါတယ်အဲ့ဒီအစွဲတွေကြောင့်ပဲနီးမှန်နမ်းမှန်ကိုမမြင်နိုင်တာမရွေးချယ်နိုင်တာမဆုံးဖြတ်ပေးနိုင်တာเนาะစိတ်ကျဉ်းနှံမှုမရတာတွေအများကြီးတွေ့ရပါတယ်အဲ့တော့ဒီမှာလဲကျွန်တော်တို့အတွေ့အကြုံရဒီ misbelief လို့ခေါ်တဲ့လွှဲမနေတဲ့အယူဆများနဲ့ပတ်သက်လို့ ျမ်းမာရေးဘူးကျူစရာနဲ့ဖြည့်ပြောက်ပေးဖို့အတွက်ရည်ရွယ်ပါတယ်အဲ့တော့လူနာတယောက်ဒီပြင်းထန်တဲ့နာကျင်မှုဝေဒနာခံစားနေရတယ်ဆိုရင်เนาะခံစားနေရတယ်ဆိုရင် opioid လို့ခေါ်တဲ့เนาะ analgesic စီเนาะမူရစ်စေတတ်တဲ့เนาะစေဝါလို့အများသိထားတဲ့ opioid drug စီကเนาะအထီရောက်ဆုံးနဲ့အချိန်တိုအတွင်းမှာเนาะအကျိုးရှိတဲ့အကောင်ဆုံးဆေးဖြစ်တယ်ဆိုတာကိုเนาะဘာသာတရားရှုထောင့်ပါပဲဖြစ်ဖြစ်လူမှုရေးရှုထောင့်ကပဲဖြစ်ဖြစ်အတွေ့အကြုံကြောင့်ပဲဖြစ်ဖြစ်ဟာဒါတွေကเนาะအန္တရာယ်ဖြစ်စေတယ်ဆေးဆွဲရတဲ့ တီလာကိုထိကြိုက်တယ်နော်ဘာသာတရားအရလက်ခံနိုင်ပွဲရမရှိဘူးအသက်ပဲအသေးခံမယ်ဒီစည်းတွေတော့ငါမတုံးဘူးဆိုတဲ့ဆွဲလန့်တဲ့အယူဆမျိုးတွေနဲ့နော်ညင်းဆိုတာတွေအများကြီးရှိတာပေါ့တကယ်တော့သိပ္ပံဏိကြအထောက်ထားများအရဒီစေဝါတွေဒီခုလက်တလောဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့ဝေဒနာ ဒီအတွက်အထီးရောက်ဆုံးတဲ့အကောင်းဆုံးဆေးဖြစ်တယ်လို့စနစ်တကျเนาะနီလန်တကျနဲ့တာတုံးဆွဲမယ်ဆိုရင်ဘာနောက်ဆက်တွဲစူဂျူမှမရှိနိုင်တော့เนาะနောက်ပြီးတော့ဘဝရဲ့နေဝင်ခြင်းရောက်နေတဲ့အချိန်မှာမခံချိမခံတာနဲ့နာကျင်မှုဝေဒနာကိုเนาะညှင်းညူပြီးတော့เนาะအော်ဟစ်ပြီးတော့ ခံစားမလားเนาะတက်တောင့်တက်တာနဲ့ညင်ညင်သာသာနဲ့เนาะဒီနာကျင်မှုဝေဒနာကိုဖြတ်တန်းကြော်လားမလားဆိုတာမိမိရဲ့ရွေးချယ်မှုပါပဲဒါလေးတွေတချို့တော့နေရာများအထူးသဖြင့်ကင်ဆာယောဂဝေဒနာရှင်များ ਨੇ ပတ်သက်လို့တွေ့ရပါတယ်တန်ဃာတော်များဒီလိုဖြစ်လာလို့စိတ်ကူးရင်လည်းဒါတွေကိုစိတ်ပညာရှင်များကအမြဲတမ်းပဲကောင်စလင်းလုပ်ပြီးရင်ဆိုင်ရပါတယ် နော်လူနာရဲ့အတီးပြူးချက်ကိုယူရပါဘောနော်နောက်တစ်ခုကတော့လူနာရဲ့စေးရင်ပါမှုပြဿနာပေါ့လူနာရဲ့စေးရင်ပါမှုပြဿနာနဲ့ပတ်သက်လို့တချို့သောလူနာတွေကနော်စေဝါးတွေနဲ့ပတ်သက်လို့မွေးစေတဲ့စေဝါးတွေနဲ့ပတ်သက်လို့စိတ်ကုသနေရနေရာမှာလိုအပ်တာတဲ့ပို့သုံးတာရှိတယ် လိုအပ်တာတဲ့ပေါ်ဆံဝတစ်ကြိမ်တောက်ခိုင်းသူက၃ကြိမ်ခိုးတောက်တာမျိုးနောက်ပြီးဒီဆေးကိုပဲမရမကဆံဝနေစီကနဘူးနစာလုတ်ပြီးတောင်းတာမျိုးနော်နောက်ဆုံးမရရင်ဆံဝကိုတော့မှရံပြူတာမျိုးနော်ခိုးယူတာမျိုးအဲ့လောက်အထိနော်ဆောဆန်းလန်းလန်းနဲ့အတိတ်ဖြစ်သွားတဲ့လူတွေနော်ရှိကြပါတယ်အဲ့ဒါကိုလည်း တက်ဆိုင်ရာစီးပက်ဆိုင်ရာဤပညာနဲ့ဒီ addition ကိုနော်ပြန်ပြီးတော့ဖြည့်ဖြောက်လို့ရတဲ့ antidote ဆိုတဲ့ဆေးဝါးတွေရှိပြီးသားဖြစ်ပါတယ်။အဲ့ဒီအတွက်ကလည်းပူစရာမလိုပါဘူး။အရက်ဖြတ်တဲ့သူလိုပဲဆေးဖြတ်လို့လည်းရပါတယ်။နော်။တော့ဒါတွေကလည်းဟိုတွေးပြီးတော့မကြုံသေးဘဲနဲ့တွေးပြီးတော့ကြိုတင်နော်။တူဝေစရာကြောက်စရာမရှိဘူးဆိုတာကိုပြောခြင်းပါတယ်။နောက်တစ်ခုကတော့ ဘလောက်တောက်မလဲပေါ့ဒီနာကျင်မှုဝေဒနာနဲ့ပတ်သက်တဲ့ဆေးဘွားကိုဘလို့ဒိုးစိတ်ရှင်နဲ့တောက်မှလဲနော်တဲ့ကလူတယောက်ရဲ့ခန္ဓာကြီးသူ့ရဲ့နာကျင်ရတဲ့အကြောင်းတရားသူ့ရဲ့ယောဂအခြေအနေပေါ်မူတည်ပြီးနော်တောက်ရတဲ့ဒိုးစိတ်ဒီမိမိသဘောနဲ့မိမိကျွန်တော်ကတော့ဒီဆေးကိုသုံးကျင်တောက်မှတက်တာလေဆရာဆရာပြီးတဲ့ဒီချိန်နဲ့တော့ဘလို့မှမတက်တာဘူး အဲ့ဒါဆိုရင်တော့ဆရာဝန်ကတီးခံပြီးတော့ဒီလူနာနဲ့เนาะကောင်ဆယ်လင်းလုပ်ဖို့လိုပါတယ်ဆွေးနွေးဖို့လိုပါတယ်ပြီးရင်ဆေးဝါးအပြင်စောစောကကျွန်တော်ပြောခဲ့တဲ့ non pharmacological intervention တွေပါတွဲပြီးတော့လူနာရဲ့စိတ်ကျဉ်းနှံမှုရှိအောင်လုပ်ဖို့လိုပါတယ်တယောက်နဲ့တယောက်မတူကြတဲ့အတွက်ကြောင့်เนาะအဲ့တော့ therapeutic limit margin ကိုကျွန်တော်တိကျသိထားဖို့လိုပါတယ်နောက်တစ်ခုက ။နာကျင်မှုဝိညာခံစားနေရတဲ့ကလေးနဲ့เนาะအိုကြီးအိုမလူနာတွေအတွက်เนาะကုသပေးတဲ့ဆရာဝန်တွေဘက်ကကော်မိသားစုဘက်က short တွေ့ထားလေးရှိပါတယ်။ကလေးပဲတိတ်နာမှာမဟုတ်ပါဘူး။အဲ့ဒါကြီးတဲ့လူပဲမထူးပါဘူးဒီလောက်နာတာလေးတော့เนาะသူ့အတွက်အရေးမကြီးဘူးအိပ်ပျော်နေပြီးရောညဘက်ကိုမအော်ရင်ပြီးရော နော်မနိုးနေပြီးတော့လိုးရင်អော်နေဆိုအိတ်တာအိတ်စိတ်တာပေးလိုက်ပါဆိုတော့ဒီလိုမိသားစုဘက်ကတောင်းဆိုချက်တွေအဲ့ဒါတွေကလည်းမမှန်ကန်တဲ့နိလန့်နေပေါ့လူတယောက်ဒီအိပ်ပျော်နေတော့မှမနာဘူးလားဆိုတော့အိမ်မဲထဲမှာတော့နာနေတဲ့လူကြီးရှိပါတယ်ဒါလည်းမှန်ကန်တဲ့ယူဆမဟုတ်ဘူးပေါ့အဲ့တော့ under diagnosis အလွန်ပဲနော် short တွေ့တာကြီးကုသတဲ့လူပိုင်းက short တွေ့တာရော family ဘိုင်းက အနီးကပြုစုဆောက်ရှောက်တဲ့လူတွေရာ short တွေ့တာရောရှိကြတယ်ဒါတွေကလည်းလွဲမလဲယူဆပေါ့နော်လွဲမလဲယူဆဒါတွေလည်းကျွန်တော်တို့သိဖို့လိုပါတယ်နောက်တစ်ခုက over the counter drug လို့ခေါ်တဲ့အလွယ်တကူဝယ်လို့ရတဲ့ NSAID စေးတွေကိုအထူးသဖြင့်ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဆက်စေးတွေပေါ့ဆက်စေးတွေဒီဘာစေးတွေရောထူထောင်းပြီးရောလှူထားမှမသိဘူး ရှူရီနီရီဝါရီပြာတွေကို plastic တွေတဲ့စုပေါင်းပြီးတော့ဒါဖြစ်ရင်ဒါတောက်ဆိုတဲ့ကျမ်းမာရေးဆိုင်ရဲ့ဘူဒူတာနေပါပြီးတော့စီးပွားရေးကိုပဲရှည်တန်းတင်တဲ့မကျူတော်တွေရဲ့အယောင်းဝယ်တွေနဲ့လူတွေကလည်းတော်တော်များများစေယုံကြည်စေကန်းကြီးမသွားနိုင်တဲ့အခါမှာအာဂိုတကြီးနဲ့ဝယ်တဲ့ဆက်စည်းတွေကြောင့်မလိုလားအဖဲနဲ့နော်ပြီးဆွဲဆူဂျူတွေဖြစ်တာနော် ဘာစည်းဒီမှမသိတဲ့အတွက်ကြောင့်ဖြစ်လာလို့ရှိရင်လည်းသူ့ကိုဖြေဖို့ဖြည့်ဆည်းရှာမရတာเนาะတခါလေဗမာစည်းနဲ့အင်္ဂလိပ်စည်းနဲ့ပါရောပြီးဆက်ထားလိုက်တော့ပို့ပြီးတော့ရှုပ်ထွေးကုန်တဲ့ပြဿနာတွေဖြစ်တာဒါတရားလဲလူသားပြည်သူတွေနေနဲ့တတိထားတင်တာပေါ့လေပါရာစီတမောဆိုတဲ့အိမ်သုံးစီးအိမ်မှာပလင်းလိုက်အိမ်တိုင်းလို့လို့ရှိကြတယ်ပေါ့စောစောက လူနာတယောက်တွေ့ခဲ့ဘူးလို့ကျမကတော့ပါရာစီတမောကိုမွေးကလေးရတောက်လာတာအခုချိန်ကြီးပဲမတော်ရရင်ကိုမနေနိုင်ဘူးနေမကောင်းဘူးဆိုတော့အဲ့လိုလူမျိုးတွေလည်းကြုံဘူးတယ်ပေါ့ပါရာစီတမောဆိုတာသမင်းစားရေတောက်အများတန်းတောက်မယ်စီမဟုတ်ဘူးသူ့မှာလည်းမလိုလားအပ်တဲ့ဘီးတွေဆူဂျူရှိတယ်ချင်းချိန်ပြီးတောက်ရမယ်အတိုင်းတာတစ်ခုပဲတောက်ရမယ်ဆိုတာရှိပြီးသားပါဒါလေးကိုလည်းကျွန်တော်တို့เนาะတည်ထားဖို့လိုတယ်ပါရာစီတမောဆေးပြားကို ငါးပြားလောက်တောက်ပြီးတော့ liver shutdown ဖြစ်ပြီးတော့အသေးလုံးဝ failure ဖြစ်သွားတဲ့လူတွေလည်းတွေ့ခဲ့ဘူးလေ။ဆိုတော့ဒါလေးကိုလည်းတတိထားဖို့လိုပါတယ်။နော်။နောက်တစ်ခုကတော့အနာတစ်ခုဖြစ်လာလို့ဆရာဝန်စီသွားရင်ဆေးက၃ရက်လောက်ပဲတောက်ရသေးတယ်လူနာကပြောတယ်။ကျမဒီဆေးနဲ့မသက်တာဘူးနောက်ဆေးပြောင်းပေးပါ။ အဲ့တော့တကယ်တမ်းဒီ pain medicine ရဲ့ formula ဆိုတာဆေးကို ပြောင်းဖို့မဟုတ်ဘူးဒီဆေးနဲ့တင့်တော်တယ် targeted ဖြစ်တယ်ဆိုရင်ဒီဆေးကိုပဲတောက်ရတယ်တကယ်လို့ဒီဆေးနဲ့မသက်သာဘူးဆိုလို့ရှိရင်နောက်ထပ်ဆေးတစ်မျိုးကိုထပ်ပြီးစောင်းပေးရတယ် additional drug ကိုပေးရတယ်เนาะဒါကို change လုပ်ပြရမှာမဟုတ်ဘူးဥပမာ analgesic ဆေးတစ်မျိုးကိုပေးလို့ဒီဆေးနဲ့သူကအတိုင်းတာတခုမှမသက်တိုင် နောက်ထပ် နော်သူနဲ့ synergistic ဖြစ်မဲ့အထောက်အကူပြုမဲ့နောက်ထပ်စီးတဲ့မျိုးထပ်ထည့်ပြီးလက်ကျင်အပြင်နော်တက်တာသွားလေးရှိတယ်နောက်တစ်ခုကျွန်တော်တို့သတိထားပါဘို့လိုအပ်တာ pain medication လို့ခေါ်တဲ့နာကျင်မှုဝေဒနာကိုကုသရမှာနာရင်တောက်ပါမနာရင်မတောက်ပါနဲ့ဆိုတော့စကားကအလွန်ပဲ ရေပန်းစားပြီးအတုတ်ကျိုးနေပါအဲ့ဒါက modern philosophy နဲ့เนาะခေတ်မီနည်းပညာစဉ်းစားမိရင်လုံးဝမှားယွင်းနေတာကိုတွေ့ရပါတယ်အနာပျောက်ဆေးဆိုတာကเนาะနာမတောက်ရတဲ့ဆေးမျိုးမဟုတ်ပါဘူးနာမည်လို့ယူဆရင်မနာခင်လေးကကြိုတောက်အောင်ပဲဆေးပါဥပမာအပြင်ဒီခွဲစိတ်ကုသမှုတစ်ခုလုပ်တယ် ွဲစိတ်ကုသမှုကြီးကြီးရင်လည်းကြီးမယ်ငယ်ရင်လည်းငယ်မယ်เนาะဒီခွဲစိတ်ကုသမှုနဲ့လူခန္ဓာကိုလှီးဖြတ်လိုက်တဲ့အဆိုင်ခဲเนาะဒီအရာဝတ္ထုတွေဒီနာကျင်မှုကိုဖြစ်နိုင်သလားနာကျင်မှုကိုဖြစ်နိုင်တဲ့เนาะခွဲစိတ်ကုသမှုပြင်းထန်တဲ့အတိုင်းအရရှိနေသလားဥပမာဖြင့်ဒူကောင်းကြီးစားထိုးပြီးခွဲစိတ်တယ် ီဒူးရိုခွဲပြီးတော့လှိတယ်ဖြတ်တယ်တောက်တယ်ဂျိန်းတိတ်ပေါ့နာမယ်ဆိုတာသိတယ်เนาะခွဲပြီးမေးစည်းထုံစည်းပြည်တာနဲ့နာမယ်ဆိုတာသိတယ်အဲ့လိုလူမျိုးကိုနိုင်တောက်ပါနိုင်ထိုးပါလို့ညွန်ကြားเสียအကြောင်းမရှိဘူးငကိုတည်းကနာမယ်လို့တိထားပြီးသား prediction ဖြစ်သားပြီးတဲ့အတွက်ကြောင့် procedure specific ပေါ့ခွဲစိတ်ကူတာမှုနဲ့ဆိုင်တဲ့เนาะအနေထားပုံမူတည်ပြီးတော့เนาะ စောစောလိုမာတီမော်ဒယ်အနေဂျီစီယာလို့ခေါ်တဲ့အုံနောက်ဘက်ပိုင်းဆိုင်ရာကိုလည်းထိမ့်ချုပ်မယ်စပိုင်နယ်ကော့လို့ခေါ်တဲ့အကျော်လမ်းကြောင်းပိုင်းဆိုင်ကိုလည်းထိမ့်ချုပ်မယ်ဒီပရီဖရီမှာရှိတဲ့ဒူးပန်ဝင်ချက်မှာရှိတဲ့အာယုံကြောတွေကိုလည်းထိမ့်ချုပ်မယ်အဲ့လိုမျိုးနော် target ၃ခုနဲ့ထိမ့်ချုပ်နိုင်မယ်စေဝါတွေကိုမခွဲခင်ခွဲနေစေခွဲပြီးကာလဒီအချိန်ကာလအပိုင်းခြား၃ခုစလုံးကိုအနေချက်စစ်သုံးရမှာဖြစ်ပါတယ်နော် ဒါကလိုဖနစ်စ်အင်ဂျက်ရှင် PRN လိုရင်ထိုးပါ 75mg ဆိုတာကအလွန်ကိုခင့်နောက်ကျသွားတဲ့အတွေးခေါ်တွေဖြစ်နေဆိုတာပညာရှင်များကလည်းသိဖို့လိုပါတယ်နောက်တစ်ခုကလူနာတွေကလည်းသိဖို့လိုပါတယ်မနာအောင်ကြိုတောက်ခြင်းမနာအောင်ကြိုတင်တဲ့ plan treatment ကသာလင်ဒါက modern care treatment ဖြစ်တယ် effective ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်နော်အဲ့တော့ အသက်သိကြီးနေတဲ့လူတွေစီဂျိုယောဂကြောင့်ကြောက်ကပ်ပျက်စီးနေတဲ့လူတွေအသေးယောဂတွေကျွမ်းနေတဲ့လူတွေတခြားသွေးယောဂဖြစ်နေတဲ့လူတွေအတွေ့ဆိုရင်တော့เนาะ strong pain killer လို့ခေါ်တဲ့ဘေးရွယ်ဆိုဂျိုတိတ်များလေးရှိတဲ့เนาะ energetic မျိုးကိုလုံးဝမပေးသင့်ပါဘူးဥပမာအဖြစ်အသက်80 80အရွယ် လူတယောက်ပေါင်စည်ရိုးကျလို့ခွဲစိတ်ကူးတာရယ်ဆိုရင်အဲ့လိုလူမျိုးကို diclofenac ဆိုဟာမျိုးဗေးဒက်ဆိုဂျိုများတဲ့ဟာမျိုးလုံးဝမပေးသင့်ပါဘူးပေးလိုက်တာနဲ့နာကျင်မှုဝေဒနာပြောက်မပြောက်တော့မသိဘူးကြောက်ကပျက်စီးသွားတာလို့အဆိုင်ပျက်စီးသွားတာလို့တွေးယူတာလို့ကချက်ချင်းကိုဖြစ်ပြီးတော့ချက်ချင်းဒုက္ခပေးနိုင်ပါတယ်အဲ့တော့အဲ့လိုလူနာမျိုးတွေကိုเนาะဆရာတို့တတိထားပြီးပေးရပါတယ် တော့တခြားတော့เนาะအန်တီရဲ့အနေဆုံးဖြစ်မဲ့စေဝါများကိုယူချက်ပြီးပေးရတာမျိုးရှိပါတယ်အဲ့တော့အခုကျွန်တော်ပြောတဲ့ misbelief တွေဆိုတာကကုသပေးတဲ့ဆရာဝန်တွေအတွက်ကောနော်ကျမ်းမာရေးဆောင်ရှောက်မှုပေးနေတဲ့ဆရာမတွေအတွက်ကောလူနာကိုယ်တိုင်နဲ့လူနာရဲ့မိသားစုများကပါဒီကျမ်းမာရေးပူဇော်လေးရှိထားမယ်ဆိုရင်နော်ရှိထားမယ်ဆိုရင်ကျွန်တော်တို့ကုသရင်းနဲ့ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအန်ဒီရီကိုเนาะ TDL ကြော်ရလနဲ့မှာဖြစ်ပါတယ်လို့เนาะကျွန်တော်အနေနဲ့အဓိကနာမှာပြညာပေးလို့ပါတယ်ကျေးဇူးတင်ပါတယ်ซีฟัม caring for well-being